ားလုံးသာလေးစွာပါကျွန်တော်ဒီနေ့သင်မယ့်ဟာတော့ကျွန်တော်ဒီ review တက်ထဲမှာရှိတဲ့ spelling and grammar workout ပြီးရင် translate ပြီးလို့ရှိရင် new comment ဆိုတဲ့အားလေးတွေကိုကျွန်တော်သင်မှာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ထုံစံတိုင်း Microsoft Word ကိုဖွင့်လိုက်ကြအောင်ကျွန်တော်အဲ့ဒီတော့ keyboard ကနေပြီးတော့ကျွန်တော်တို့ window key ရဲ့အားရကိုနှိပ်မယ် ဝင်းဒိုကီအားရနိုင်မယ်ပြီးလို့ရှိရင်ဝင်းဟွာဆိုပြီးတော့ရှင်းလိုက်မယ်နော်ဒါတော့ရှင်းရလဲကျွန်တော်တို့ Microsoft Word ကိုဖွင့်တဲ့ပုံစံကိုကျွန်တော်နှမျိုးလုံးပြပြပြသားဖြစ်ပါတယ်နော် blank document okay ကျွန်တော်တို့အဲ့ဒီတော့ဒီ Microsoft Word ကျွန်တော်က2013ပေါ့နော်2013မှာဒီ review တက်ထဲမှာရှိတယ်နော်ကျွန်တော်ဒီမှာ spelling ကိုသင်မယ်ပြီးလို့ရှိရင် spelling နဲ့ grammar ပြီးလို့ရှိရင် word count နော်ပြီးလို့ရှိရင်ဒီမှာ translate ဆိုတဲ့ဟာလေးကိုသင်မှာဖြစ်တယ်ပေါ့နော် ကလရှင်တွေယူ comment ပေါ့နော်အဲ့လို့ဆိုတော့ကဲစလိုက်ကြအောင်အဲ့တော့ကျွန်တော်စာဖိုက်နေပြီးတော့ comment ပေါ့နော်အဲ့တော့ rnd okay အဲ့တော့စာပိုက်လေးခေါ်လိုက်ပြီခေါ်လိုက်ပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီ spelling and grammar ပေါ့နော် spelling and grammar ဆိုတဲ့ဟာကဒီအခုကျွန်တော်အစာအစာပိုင်းရိုက်ထားတယ်ပေါ့အစာလေးရိုက်ထားတယ်ပေါ့နော်အဲ့ဒီဟာကိုနေပြီးတော့ကျွန်တော်တို့ဒီဟိုစာလုံးပေါင်းသက်ပေါင်းကမှားလားဘယ် minutes ကနေပြီးတော့ဒါအမှားလဲအဲ့လိုပေါ့နော်အဲ့ဒါလေးကို ချက်မှာဖြစ်ပါတယ်ပြအဲ့တော့ကျွန်တော်ဒီမှာဒီစာပိုက်တွေအကုန်လုံးကိုနေပြီးတော့ကျွန်တော်တို့ select လုပ်မယ်နော် select လုပ်မယ်ဆိုတဲ့အခါကျတော့ဒီမှာဒီနားလေးမှာကာစာချမယ်ကာစာချပြီးတော့ mouse ကိုဖိပြီးတော့အောက်ကိုနေပြီးတော့ အကောင်လုံးကိုဆွဲလိုက်မယ်ပြီးလို့ရှိရင်ကိုလိုတဲ့နေရာလေးရောက်လို့ရှိရင်ရက်လိုက်မယ်ပေါ့ဗျာနော်အဲ့လိုလေးလဲ selection လုပ်လို့ရတယ်ဒါမှမဟုတ်ကျွန်တော်တို့ keyboard ပေါ်ကနေပြီးတော့ control ရဲ့ a ရဲ့ကိုနှိပ်လို့ရှိရင်လည်းရတယ်နော် control ရဲ့ a ရဲ့ကိုနှိပ်လို့ရှိရင်လည်းဒါအကောင်လုံး select all လောက်တာပါဒီ control ရဲ့ a ရဲ့ပါနော် control ရဲ့ a ရဲ့ကိုနှိပ်လို့ရှိရင်လည်းဒါ select all လောက်တာပါနော်အဲ့တော့ control a ကိုနှိပ်လိုက်မယ်အဲ့ဒါဆိုအကောင်လုံး select all ဖြစ်သွားပြီ နော်ပြောပြီဆိုတဲ့အခါကျတော့ဒီမှာ spelling and grammar ဆိုတဲ့အားလေးကိုနှိပ်လိုက်မယ်နော်ဒီမှာကြည့် we are finishing your selection နဲ့နော်ဒီက select လုပ်ထားတဲ့ဟာကိုနေပြီးတော့ तू ကနေပြီးတော့ checking လုပ်တာပြီးသွားပြီပေါ့နော် want to check the rest of the document နဲ့အဲ့လိုမျိုးနော်ဟို document ကိုနေပြီးတော့မှ तू ဟို general document တွေကိုနေပြီးတော့မှ तू ြန်ပြီးတော့မှဒီ check in လုပ်ချင်လာပေါ့နော်အဲ့လိုမေးတာဖြစ်ပါတယ်ဗျာနော်အဲ့လိုမျိုးအဲ့တော့ဥမာ yes ပဲလုပ်လို့ no ပဲလုပ်လို့ပေါ့ဗျာနော်ဒီမှာကြိုက်တယ်လို့လုပ်လို့ရတယ်အဲ့တော့ spelling and grammar check completed နော် you are good to go နော်ဒီမှာ check လုပ်ပြီပေါ့ဗျာအဲ့လိုမျိုး grammar check လုပ်ပြီပေါ့နော်အဲ့ဒါဆိုတော့ဒီမှာတော့ကောင်းတယ်ပေါ့နော်ကောင်းတဲ့အခြေအနေပေါ့ okay အဲ့ဒီခါကျတော့ဒီမှာကျွန်တော်အဲဒီ health ဆိုတဲ့ meaning လေးကိုပေါ့နော် h e l t h b n ဆိုပြီးတော့ရိုက်လိုက်မယ်ဗျာရိုက်လိုက်ပြီးတော့ကျွန်တော်နေပြီးတော့ဒီမှာခဏလို့ပဲဟို minute အမှားရိုက်လိုက်တာပေါ့နော်အဲ့လိုဆိုတဲ့အခါကျတော့ဒီမှာ control a အကုန်လုံး select all လုပ်မယ်ပြီးလို့ရှိရင် spelling and grammar နော်တွေ့ရနော်ဒီမှာဒါဒီ minute ကနေပြီးတော့ तू ကနေပြီးတော့ဟိုဒါကျွန်တော်အမှားရိုက်ထားတဲ့အတွက်နေပြီးတော့ဒီမှာ तू ပြထားရနော်အဲ့လိုမျိုးအဲ့တော့ဒီမှာဟို ဒီ help ကူညီတဲ့ဟာလာတာမမ HN ဟန်အဲ့လိုမျိုး HAD ဟန်လာ HAL ဟန်လာเนาะအဲ့လိုမျိုးကိုပြောင်းကျင်တဲ့ဟာလေးကိုနေပြီးတော့ဒီမှာပြောင်းလိုက်လို့ရတယ်เนาะသူကနေပြီးတော့ဒီကတော့မင်းနဲ့ကတော့အမားကိုအမားရိုက်ထားတဲ့အတွက်နေပြီးတော့မှဒီမှာ तू ကအပြင်ဆင်လို့ရတဲ့ဟာလေးတွေကို तू ပြထားတယ်ပေါ့เนาะဥမာဒီက HLP ဆိုရင် HLP ကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်เนาะအဲ့လိုမျိုးနှိပ်လိုက်ပြီးတော့ဒီမှာ change ဆိုတဲ့ဟာလေးနှိပ်လိုက်လို့ရှိရင်ဒီမှာ HLP has ဆိုတဲ့ဟာလေးပြောင်းသွားတယ်เนาะပြီးတော့ yes ပေါ့เนาะ မှာ grammar ချက်ပြီးသွားပြီပေါ့နော်အဲ့လိုလေးတွေကျွန်တော်တို့ဒီစာပိုက်တွေမှာပေါ့နော်ကိုဒီ CB form ရေးတာဖြစ်ဖြစ်ကျွန်တော်တို့ဒီအင်္ဂလိပ်စာစာပိုက်တွေရိုက်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုရိုက်နေတဲ့အချိန်မှာကျွန်တော်တို့ဒီ grammar ပေါ့နော် spelling တွေကိုအဲ့လို checking လုပ်လို့ရပါတယ်နော်အဲ့လိုမျိုး okay နောက်တစ်ခုသွားကြည့်အောင်ကျွန်တော်တို့အဲ့ဒီဒီမှာ work count ပေါ့နော် work count ကိုကျွန်တော်တို့သွားမယ်သွားမယ်ဆိုတဲ့အခါကျရင်ခဏလိုပဲကျွန်တော်ဒီမှာ control a နဲ့နေပြီးတော့အကောင်လုံးကို select all လုပ်လိုက်မယ် control နဲ့အကုန်လုံး selection လုပ်လိုက်ရပေါ့နော်လုပ်လိုက်ပြီးတော့မှဒီမှာ work count ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်မယ်နော်အဲ့တော့ဒီမှာသူပြထားတယ်နော် page ကနေပြီးတော့မှ one ပေါ့နော်အဲ့တော့ကျွန်တော်က page က one page ပေါ့ဗျာနော်ဒီမှာ page က one page ပြီးလို့ရှိရင် work စာလုံးကတော့239လုံးနော်ပြီးလို့ရှိရင်ဒီမှာ character character မှာသူကနေပြီးတော့နှစ်မျိုးခွဲထားတယ်ပေါ့နော် character မှာ no space ဆိုလို့ရှိရင်ဒါ space မချထားတဲ့ character နေပြီးတော့1063လုံးပြီးလို့ရှိရင် character space ချထားတဲ့ဟာတွေကကြာတော့ဒီမှာ1298လုံးเนาะအဲ့လိုမျိုး paragraph ဆိုတာကတော့ဒီမှာကျွန်တော်တို့ paragraph လေးတွေခွဲထားတယ်เนาะဒီစာပိုက်လေးတွေပေါ့ paragraph လေးက5ပိုက်ပေါ့เนาะပြီးလို့ရှိရင် line ကနေပြီးတော့ခုလဲ20နဲ့တစ်ခုပေါ့เนาะ အဲ့လိုမျိုးဒီ line ရနေပြီးတော့20နဲ့တခုပေါ့1 2 3 4 5 6 7 9 10အဲ့လိုမျိုးပေါ့နော် line ရနေပြီးတော့20နဲ့တခုပေါ့နော်အဲ့လိုမျိုးအဲ့လိုလေးလဲကျွန်တော်တို့ဒါကိုရိုက်ထားတဲ့စာပိုက်တွေစာလုံးရေတွေအဲ့လိုမျိုးဒါဒီမှာကြည့်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ဒါလေးကိုပြောချင်တာပါ Okay နောက်တစ်ခုကနေပြီးတော့ကျွန်တော်တို့ဒီမှာဒီ translate ပေါ့နော် translate ဆိုတဲ့ဟာလေးကိုကျွန်တော်သွားမှာဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီမှာ selection လုပ်မယ်ပေါ့နော် control a နဲ့ နာလို့ပဲကျွန်တော် selection လုပ်လိုက်မယ်လုပ်ပြီးတော့မှဒီမှာ translate ဆိုတဲ့ဟာလေးကိုကျွန်တော်ဒီမှာနှိပ်လိုက်မယ်နော်ဒီမြားလေးကိုနှိပ်လိုက်မယ်နှိပ်လိုက်တဲ့အခါကျလို့ရှိရင်ဒီမှာ translate document နော်ဒီမှာအဲ English United States to Chinese ပေါ့နော် ီတော့ဒီမှာအင်္ဂလိပ်ကနေပြီးတော့ဒီတရုတ်ဘာသာစကားဝတာပြောင်းနေအောင်ပေါ့လေအဲ့လိုမျိုးဒီမှာနေပြီးတော့ translate selected text ပေါ့အဲ့တော့ဒီမှာကျွန်တော်တစ်ခုလုံးကိုအကုန်လုံးကို select လုပ်ထားတာဟိုဒီစာပိုက်ကိုကိုလိုချင်တဲ့စာလုံးတစ်ချောင်းဆိုလဲတစ်ချောင်းပေါ့နော်စာလုံးတစ်လုံးဆိုလဲတစ်လုံးအဲ့ဒါကိုလည်းကျွန်တော်တို့နေပြီးတော့ translate လုပ်လို့ရတယ်ပေါ့နော်ပြောချင်တာနေပြီးအဲ့တော့ကျွန်တော်ဒီမှာအကုန်လုံးကို selection လုပ်ထားတယ်လုပ်ပြီးတော့မှဒီမှာ translate ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပြီးရင် translate document ဆိုတဲ့ဟာကိုပထမနှိပ်လိုက်မယ်နော် โอเคဒီမှာကြတော့ तू อ่ะဒီ translate လုပ်မဲ့အခါကြတော့ဒီဟာ software မဟုတ်တဲ့အတွက် तू ကနေပြီး web page မှာတခါတည်းနေပြီးတော့မှဒါ translate လုပ်တာပေါ့เนาะအဲ့လိုဆိုတဲ့အခါကြတော့ internet ချိန်ထားဖို့လိုပါတယ်เนาะ internet ချိန်ထားဖို့လိုပါတယ်အဲ့ဒါအရေးကြီးပါတယ် internet ချိန်ထားပြီဆိုလို့ရှိရင်တော့ဒီမှာ send ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါဗျာเนาะနှိပ်ပြီးတော့ခဏစောင့်ပါမယ် okay ပွင့်လာပါပြီเนาะ internet ချိန်ထားဖို့လိုပါတယ်ဟုတ်ပါเนาะ အင်္ဂလိပ်ကနေတနည်းအားဖြင့်ကျွန်တော်တို့ shyness ပြောင်းသွားတယ်။နော်အဲ့လိုလေးလဲကျွန်တော်တို့ပြောင်းလို့ရတယ်ပေါ့ဗျာပြောချင်တာနေပြီးရအောင်နော်ဒါမှမဟုတ်ဒီမှာအင်္ဂလိပ်ကနေပြီးတော့ဘယ်ဘာသာစကားကိုပြောင်းခြင်းလဲဒီမှာနော် shyness ပြီးတော့ဘယ်ဘာသာစကားကိုထပ်ပြောင်းခြင်းလဲဒီမှာပြောင်းရင်လဲပြောင်းလို့ရတယ်ပေါ့ဗျာနော်အဲ့လိုမျိုးအဲ့လိုလေး ပြောင်းလို့ရပါတယ်เนาะဒါကစာပိုက်တစ်ပိုက်လုံးကိုကျွန်တော်ကနေပြီးတော့ပြောင်းသွားတော့ဗောနော်အဲ့လိုမှမဟုတ်ဘူးကျွန်တော်ဒီမှာဒီစာကြောင်းတစ်ကြောင်းနဲ့ကိုပြောင်းနေတယ်ဆိုလို့ရှင်လက်ဒီစာကြောင်းကိုကျွန်တော်တို့ဒီ post dot ကိုဒါ selection ပြေးလိုက်မယ်ဗောနော် selection ပြေးပြီးတော့မှဒီမှာ translate ဆိုတဲ့ဟာလေးကိုနှိပ်ပြီးလို့ရှင်ဒီမှာ translate selected text ဗောနော်ဒါကို select လုပ်ထားတဲ့ဟာလေးကိုသူက translate လုပ်မယ်အဲ့တော့ဒီဟာလေးကိုနှိပ်လိုက်ပါ โอเคအဲ့မှာဆိုလို့ရှင်ဒီမှာ translate လုပ်ပေးပြီเนาะဒီမှာ translate လုပ်ထားပြီတွေ့ပါရဲ့เนาะအဆင်ပြေမယ်လို့ထင်ပါတယ်เนาะโอเคကျွန်တော်တို့နောက်တစ်ခုသွားကြည့်ရအောင်နောက်တစ်ခုကကျွန်တော်တို့ဘယ်ဟာသွားမလဲဆိုလို့ရှင်အဲ new comment ပေါ့เนาะဒီ new comment ပေါ့ new comment သွားခြင်းနဲ့ဟာကြတော့ဒီဟာကျွန်တော်တို့ဒီမှာမြင်သာအောင်နေပြီးတော့ပြလိုက်ကြမယ်เนาะပြကြည့်အောင်ပေါ့လေအဲ့လိုဆိုတဲ့အခါကျတော့ဒီစာပတ်ရဲ့ဒီညာဖက်အစုံဆုံး နော်ညာဘက်အစုံဆုံးဒီစာလုံးကြီးဆုံးတဲ့ဟာမှာကျွန်တော်ကာစာချမယ်ပြီးလို့ရှိရင် you comment ဆိုတာလေးကိုနှိပ်ကြည့်ပြနော်ဒီမှာတွေ့လားဥပမာကိုကစာရိုက်နေတယ်စာကြောင်းတစ်ကြောင်းမှာပဲဖြစ်ဖြစ်စာလုံးတစ်လုံးမှာပဲဖြစ်ဖြစ်ဒီဟာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒီ comment တွေပေးချင်တာတို့အဲ့လိုမျိုးမှတ်သားတာတို့ဆိုလို့ရှိရင်ဒီဟာလေးကိုပေးထားလို့ရတယ်ဥပမာဒီဟာကိုကျွန်တော် hello ဆိုပြီးတော့ပေးထားမယ်နော်โอเค တရားပါပြီပြီးလို့ရှင်ဒီဟာဥမာဒီကယ်လရီဆိုတော့နေရာလေးမှာကျွန်တော်နှိပ်ထားမယ်ပြီးလို့ရှင်ဒီမှာ new comment ပေါ့နော် new comment ဆိုတာလေးကိုနှိပ်ကြည့်မယ်ဒီမှာတစ်ခုနော်အဲဒီတော့ abor at the war ဆိုတဲ့အားလေးကိုကျွန်တော်စတန်ပြီးရိုက်ပြရအောင်နော်ဥပမာနောက်တစ်ခုကကျွန်တော်ဒီမှာဒီ keep ဆိုတဲ့စာလုံးကို selection ပေးလိုက်မယ်ပေးပြီးတော့မှဒီမှာ new comment နော် new comment ပြီးတော့ဒီမှာကျတော့ဘယ်လိုလဲဒီဘောနော်โอเค ဲ့လိုလေးတွေပေါ့နော်ဥပမာဒီစာကြောင်းကိုလိုတဲ့စာကြောင်းရင်နာမှာဖြစ်ဖြစ်ဒီစာလုံးတစ်လုံးနဲ့ကိုဖြစ်ဖြစ်ကျွန်တော်တို့ကမက်သားလေးရင်နဲ့အဲ့လိုပေးထားမယ်ဆိုလို့ရှိရင်ဒီမှာ comment ပေးထားလို့ရတယ်ပေါ့လေအဲ့လိုမျိုးဒါတကူဆိုလို့ရှိရင်အဲ့ဒီရဲ့အဓိပ္ပာယ်ကိုလည်းမှတ်ထားရမှတ်ထားလို့လည်းရတယ်ပေါ့နော်ပြောချင်တာနဲ့ပြီအဲ့တော့ဥပမာကျွန်တော်တို့ကဒီဟာပေးလိုက်ပြီပေးလိုက်ပြီဆိုရင်ဒီ hello လေးကိုထောက်ကြည့်တွေ့လားကျွန်တော်တို့နော်ဒီမှာ document ဆိုတဲ့နေရာလေးကိုကျွန်တော်ပေးထားတာဖြစ်တယ်ဒီမှာ wall ဆိုတဲ့နေရာလေးကိုထောက်ကြည့်ဒီမှာ gallery ဆိုတဲ့ နေရာလေးမှာကျွန်တော်ပေးထားတာဖြစ်တယ်ဒီအားလေးကိုထောက်ကြည့်ဒီမှာ keep ဆိုတဲ့နေရာလေးနားမှာကျွန်တော်ပေးထားတာဖြစ်တယ်ပေါ့အမှတ်အနေနဲ့ပေးထားတာဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးအဲ့လိုလေးကျွန်တော်တို့ပေးထားလို့ရပါတယ်နော် Microsoft Word မှာနေပြီးတော့ okay အားလုံးအဆင်ပြေမြန်လို့ထင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဗျာ